မေ30 22နှစ်ပြည့်ကြပါများမေ30တွင်တပင်း၌သွေးချင်းဏီကာရိုက်ပွဲမှဖြင့်ကျွေလင့်ကြတာများဒဏ်ရာနှင့် အာဇာနည်များခုခံသွားခဲ့22နှစ်ကြာခဲ့ပြီလူအုပ်ကြီးကပင်နီအင်းကြီးဝတ်ထားသူမှန်သမျှကိုရိုက်နေတယ်ဒေါ်ဆန်းစုကြည်နဲ့ကားသမောင်းသမားကိုကျော်စိုးလင်းတို့ကဒါကိုမြင်နေရတယ်သတင်းတော်လေးတယောက်ဟာကင်မရာချိန်ရွယ်နေတော့ နောက်ကနေပြင်းပြင်းထန်ထန်အရိုက်ခံလိုက်ရတယ်ခေါင်းကြေမွသွားတယ်ဒါတော့မှထတ်ဆင့်ထတ်ဆင့်အရိုက်နေတော့သတင်းတော်လေးပွဲချင်းပြီးတေးတယ်ပင်နီဝစ်အင်နဒီအဖွဲ့ဝင်တယောက်ကိုချမ်းဖို့တယောက်ကနောက်ကနေဓာတ်နဲ့ထိုးတယ်ကျောကနေရင်ဘတ်ကိုထုတ်ချင်းပေါက်ပဲသူလည်းပွဲချင်းပြီးတယ်ဒေါအောင်ဆန်းစုကြည်ကတော့ကားမောင်မထွက်ရဘူးမပြေးရဘူးအခုကိုလူတွေကိုစစ်တပ်ကကျမ်းဖို့တေးစွမ်းရှင်တွေက ရိုက်နေတတ်နေချိန်မှာ အတူအသေးခံမယ်လို့ပြောနေတယ်။ကာသမာကိုကျော်စိုးလင်းကတော့ခေါင်းဆောင်စကားကိုပဲနားထောင်ပြီးအသေးခံမလား။ကားနဲ့လူအုပ်ကိုတိုက်ပြီး ဖောက်ထွက်မလား။တကူကိုရွေးဖို့ဆုံးဖြတ်နေပါတဲ့။ဒီပဲရင်ရိုက်ပွဲတပ်ပွဲဟာ2003ခုနှစ်မေလ30မှာဒေါ်အောင်ဆန်းစုကြည်ရဲ့စီယုံရင်ရင်တန်းကို နာအဖစစ်ဆိုးရခေါင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေကတိုက်ရိုက်စီစဉ် လောက်ကြံခဲ့တာပါစစ်တပ်ထောင်လန်းရေးကြံဖို့စွမ်းအားရှင်ထောင်ကထုတ်လာတဲ့လူမိုက်တွေနဲ့စနစ်တကျလေ့ကျင့်စီစဉ်တပ်ဖြတ်လောက်ကြံခဲ့တာလေစစ်ထောင်လန်းရေးစီရင်ခန်းစာမှာ90နီးပါးဒဏ်ရာရ၄ဦးသေးလို့ဖော်ပြပါတယ်မေ30ညပိုင်းဖြစ်ခဲ့တဲ့အဲ့ဒီတပရင်းလူတပ်မှုကနေလွတ်မြောက်လာသူတွေကတော့တေသူ90လောက်ရှိတယ်လို့ဆိုပါတယ်အခုကတော့ တပရင်း73နှစ်မြောက်ကကြပြတဲ့ဘုတ်ကို တင်ပြလိုပါတယ်။ကြောကြီးခိုင်းတပရင်းကရေးသားခဲ့တာပါ။ခေါင်းစဉ်ကတော့ကျဲမကြွေသူမသေး။မိုင်းညုံညာရဲ့လူနေတိတ်နိုင်ကျုံထိတ်ကမူမြို့အငူမှခွေးဥတန်းချာကားတန်လူတန်းပြောင်းပြောင်းညံသောတယံယောကညတညဒီကာလအတွက်စ73နှစ်တောင်ကြာခဲ့ပြီပဲ။ ကာမောင်စားတာအပြစ်မဲ့ပါလေအာနာငယ်ရသူလိုက်ပါရ ကြည်ရွာကသတင်းသွေးချင်းချင်းဤအလောင်းချင်းစီတဲ့ညသည်ရှေလျာယထာယထာဟယ်လိုဘာရဲလွတ်သွားတယ်အေးတတ်မယ်တတ်မယ်တတ်တဲ့ဖြတ်ခနဲငေးကားလေးတစ်စီးနီးတဲ့နီးလာလာပြီလာပြီလာပြီပိတ်တိုက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 ်ဆန်းပါမာလဝါခါရွင်တနတ်ဆုံးဖြတ်ခက်ခဲ ရဲရင်တွေးဝေးတေမလားနေမလား तू စဉ်းစားနေငါသေးလို့မထူး तू နေရင်ထူးတယ်တင်းလဝါကြောင့်ငါမှမိတော့မှောက်သွားပါစေအမေမသေးစေရဘူးအမေဆိုတာကဒေါန်ဆန်းစုကြည်ပါစပားလက်ထွက်တရားဖက်ပြီးဓာတ်ထက်တယ်မြေဒီမြေကသာတပရင်ဓာတ်ဟိခါကတနက်နေ့ပြစ်တက်လိုက်စမ်းငါသေးစမ်းပါစေအမေမသေးစေရဘူးအမေစုသည် ြည်တော်စုပန်းဒေါ်အောင်ဆန်းစုကြည်မြမာပြည်တိကိုပြည်ကိုတက် ခွေးဆက်ခင်းရငါမပါနိုင်ဒရိုင်ဘာဒီဂီယာကိုပြောင်းလမ်းဘေးမောင်းချခါကတနက်ပြောင်းမြောင်းနေရောက်ချင်းမိထိန်ထိန်ကြားအမေကလွတ်မြောက်သွားခဲ့ပြီ အမေစုကလွတ်မြောက်သွားခဲ့ပြီကြောကြီးခိုင်တပင်းအခုဆိုရင်ဒီပင်းလူတမ်းမှုကြီးဖြစ်ခဲ့တာ 22နှစ်ကြာခဲ့ပါပြီတရခန်တွေကတော့လွတ်နေစဲတက်တည်ဖြစ်တပရင်တရခန်ပေါ်ထုတ်လိုက်တဲ့ကိုတွေ့သမိုင်းဆောင်တုံးတော့ထွက်ရှိလာခဲ့ပါတယ်စာရေးသူကတော့ဗိုလ်ချုပ်မှုကြီးတန်းရွှေကိုတိုင်အဲ့ဒီတပရင်တပ်ပွဲလုပ်ဖို့ညွှန်ကြားတဲ့အစည်းအဝေးမှာပါတဲ့ဥခင်ညွန့်ပါဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ပါ သူက ကြုံတွေ့ခဲ့ရကျွန်တော်ဘွားအထွေထွေစာအုပ်ကိုရေးပြီးပေါ်ပြထားခဲ့တာပါဖော်ကောင်ခင်ညွန့်ပေါ့ ဥခညုံစာအုပ်အခန်း26တပရင်အကြောင်းတပရင်ဖြစ်ပြနေကျွန်တော်ဒီဖြစ်ပြနေပတ်သက်လို့ကျွန်တော်မသိပါဘူးပြောလျင်ကျွန်တော်လိန်ရာရောက်ပါမည်ကျွန်တော်ကတွင်းမှုတင့်ဆိုတော့ဒီကိစ္စကလည်းနိုင်ငံရေးဖြစ်စဉ်ဖြစ်တာကြောင့်ကျွန်တော်မသိ၍မဖြစ်သိပါသည်အဲ့ဒီအချိန်မှာဒေါ်အောင်ဆန်းစုကြည်ကလည်းရင်းနှန်းရှည်ကြီးဖြင့်ရှည်ပြေမော်တော်ဆိုင်ကယ်အုပ်စုကြီးဖြင့်လှည့်လည်ကစီယုံရေးတရားတွေဟောနေသည့်အချိန်ဖြစ်ပါသည် ဒီလိုအော်အော်တောင်းနေဖြစ်ပေါ်နေတဲ့အချိန်ဆိုတော့အစိုးရအဖွဲ့အတွက်စိုးရိမ်စစ် ဖြစ်ပေါ်နေတာကတော့အမှန်ဖြစ်ပါသည်ဒီလိုနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ရင်တန်းရှည်ကြီးဟာမန္တလေးမှထွက်ခွာပြီးလမ်းတစ်လျှောက်စီယိုရင်တရားတွေဟောရင်းနဲ့မုံရွာမြို့လဲရောက်ရောနာဖာဥက္ကဋ္ဌဦးတန်းရွှေကကျွန်တော်တို့လူကြီးပိုင်း9ယောက်6ယောက်ကိုသူ့အခန်းသို့ခေါ်လိုက်ပါသည်ကျွန်တော်တို့လူလဲဆုံရောဒေါအောင်ဆန်းစုကြည်ရဲ့ရင်တန်းကိုတားဆီးရမယ် ဖြစ်တဲ့နည်းနဲ့တားဆီးရမယ်လို့ပြောပါတယ်။ထိုးချင်းတွင်ကျွန်တော်ကပဲအကျန်းဖက် တားဆီးတာမျိုးမလုပ်တင်ကြောင်းပြောတော့ခါကျွန်တော်တင်ပြမှုကိုလူကြီးကသဘောမတူပါ။အဲ့ဒါကလည်းကျွန်တော်အတွက်ကောင်းသည်ဟုမြင်ပါသည်။ဒီမှာတင်မယ်။ဒီကိစ္စနဲ့ပတ်သက်၍ကျွန်တော်ကိုလုံးဝတာဝန်မပေးတော့ဘဲဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကိုဦးဆောင်စေကာအဖွဲ့ဝင်ဖြစ်ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ကိုလိုက်ပါစေလျက်ရဟန်းဖြစ်မုံရွာမြို့ကိုလိုက်ပါစေပါသည်။ ကျွန်တော်မှလည်းတာဝန်ရှိပါသည်ထိုချိန်ကတိုင်းမှုကတော့ဗကြုတ်စိုးနိုင်ဖြစ်ပါသည် အသေးစိတ်စီစဉ်ညွှန်ကြားမှုတွေတော့မသိပါသို့သောထော်လန်ရေးတပ်ဖွဲ့တွေကတော့တိုင်းစစ်ထနာချုပ်နေမြေအတွင်းမှာတိုင်းမှု၏ကုကဲမှုအောက်မှာရှိတာကြောင့်တချို့ဖြစ်စဉ်တွေကိုကျွန်တော်သိနေတာအမှန်ပဲဖြစ်ပါသည်ထို့ကြောင့်ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာကျွန်တော်ဥဆောင်ပါဝင်ရခြင်းမဟုတ်တော့ညာလဲကျွန်တော်ဒီ အစိုးရအဖွဲ့ဝင်ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်နေတာကြောင့်ကျွန်တော်မှလည်းတာဝန်ရှိသည်ဟုခံယူပါသည်အစိုးရအဖွဲ့ဆိုတာဖွဲ့ဝင်အားလုံးတိုင်ပင်ချင်းအသိပေးခြင်းဖြင့်လုပ်ငန်းတစ်ခုကို အကောင့်ထဲပေါ်ရတာဖြစ်သောကြောင့်ဘလို့ကိစ္စရမျိုးပဲဖြစ်ဖြစ်ဖြစ်ပေါ်လာတဲ့အကြောင်းတရားနဲ့အကျိုးဆက်များပေါ်မှာအစိုးရအဖွဲ့ဝင်အားလုံးမှာတာဝန်ရှိကြတာပါပဲအားလုံးကတာဝန်ခံရရမှာဖြစ်ပါတယ်ဟု ပြောလိုပါတယ် အထက်ပါစာသားတွေကတော့ဥခင်ညွတ်ဗိုလ်ချုပ်ကြီးဟောင်းခင်ညွတ်ရေးတဲ့ကြုံတွေ့ကြရကျွန်တော်ဘဝအထွေထွေစာအုပ်ပါတပင်းကြောင်ကူးယူဖော်ပြချက်ဖြစ်ပါတယ်20နာအဖကြီးခင်ညွတ်ကိုယ်တိုင်ဖော်ကောင်းပါပဲဖော်ကောင်းခင်ညွတ်ပါပဲကဗျာဆိုတာလူစိတ်တရဲ့မြီဟိတန်လို့ဒေါံဆန်းစုကြီးရဲ့ကဗျာဆိုတာကဗျာမှာရေးသားထားပါတယ်ဒီမရင်တပ်ပွဲပြီးကဗျာတွေထွက်ရှိလာပါတယ် အထက်မှာကြောကြီးခိုင်တပည့်ရဲ့ကဗျာဖော်ပြခဲ့ပြီးပါပြီအခုဆရာထိုက်သူနိုင်ရဲ့ကဗျာကို ဖော်ပြပါမယ်နောက်ထပ်ဆရာကြီးမောင်တန်းမောင်လွမ်းညီတို့ရဲ့ကဗျာတွေလည်းရှိနေပါသေးတယ်တပည့်ရင်ကြောက်စာရေးသူထိုက်သူနိုင်ကျယ်ဒီအားလုံးချုံးမွေးချလာမင်းမျက်လုံးအဖောက်ခံရတဲ့ညမိစာမန်ဖီစစ်သွေးကြွသွေးစွန်းသားတွေအယောင်တမိုးချိန်တန်နေကိုထင်ပြနှလုံးသားတွေကိုရစ်ပူဇော်တဲ့ညာ တရေကောင်းတွေကြောတွေဖြန့်ခင်းကြအမောင်တို့ကိုလက်ဆင်ကမ်းကာကြအယိုးတွေကိုမိမြိုက်အလင်းပေးကြအလင်းတွေအသက်တွေရင်းတဲ့ညပန်းတွေသွေးနှံထောင်းထောင်းထစမ်းတွေစီရင်ခန်းချောက်ရအန်ကျရင်းနဲ့နှကန်းတွေပြတ်တဲ့ညထိုက်သူနိုင်ရေးသားခဲ့တာပါနောက်ထပ်တပင်းကဗျာကတော့ကွလွန်သူဆရာလှတန်းကြီးမောင်တန်းရဲ့ကဗျာပါအရေးကောင်းသမိုင်းကြောင်းလေးထင်းပြီးချယ်ရီမဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ကြပါပါ။နောက်တော့မှတိသွားတော့ပြဿနာတွေတက်ခဲ့ဘူးပါလေ။ခေါင်းစဉ်ကတပရင်ကယေသူကြီးမောင်တန်းပုံပြင်တွေက မြို့လည်းမဟုတ်ဒဏ္ဍာရီတွေကမြို့လည်းမဟုတ်ရာဇဝင်တွေကမြို့တစ်မြို့ပကန်းခစ်ထဲကရှိခဲ့တဲ့မြို့တစ်မြို့လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကတည်းကရှိခဲ့တဲ့မြို့တစ်မြို့သမိုင်းဝင်မြို့တစ်မြို့ဒီမြို့ကိုကဒူးလူမျိုးတွေတည်ထောင်ခဲ့တဲ့ အလောင်းစီသူမင်းတိုင်းကန်လှဲ့လေရင်မြောက်ဖက်အရက်အရောက်အရှိဘက်ကနတ်တွေဆိတ်အောင်ဆောင်ရေတောက်မဟန်မြည်တံပေးတာကိုအစွဲပြုတ်လို့ဒီမျိုးနာမည်တွင်ခဲ့ရအရှိမအရာဝတီအနောက်မှာချင်းတွင်မနီးမဝေးမှာမူးမြင့်တဲ့စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်ထွန်းခဲ့တယ်။သာသနိကအဆောင်အုံလေးပေါ်များယဟန်ပညာရှိလူပညာရှိတွေထွန်းကားတခြားမျိုးတွေနဲ့စီးပွားကူတန်းသွားလာဖို့လွယ်ကူဘိုးတော်ဘုရားလက်ထက်ကစစ်တမ်းတွေအရာ အစီကားဆုံးမြို့၁၂မြို့တည်းကမြို့တစ်မြို့အလောင်းဖျားလက်ထက်မှာအိမ်ရှိဇံနောင်တော်ကြီးဒီမြို့ကိုစားရဘိုးတော်ဖျားလက်ထက်မှာစစ်သူကြီးမဟာဗန္ဓုလနေမျိုးသူရရဲကောင်ဘွဲ့နဲ့ဒီမြို့ရဲ့မြို့ဝန်ဘုံခမ်းမြို့ဆရာအရှင်အကသမာဓိစစ်သူကြီးမဟာဗန္ဓုလမုံနိုင်မင်းဆရာအရှင်ဝန်တအတုလဆရာတော်အရှင်ရတမြတ်သိန်းတန်ဆရာတော်အရှင်စိနအယူတော်မင်္ဂလာဦးနိုးလေဒီဆရာတော်ကြီးဒါ ဒီမျိုးသားပုတ်ကိုကြော်တယ်ဒီမျိုးမှာမင်းတို့မင်းကိုပုံကန်ချမ်းသာတဲ့ဗရိမင်းသားခလုံးခဲ့ဘူးတယ်ဒီမျိုးကလည်းကောက်ကြည့်ရုံမာတဲ့မျိုးဝင်ဥမှန်းအောက်ပြီကိုထွက်ပြေးခဲ့ရတယ်ဒီလိုနဲ့ဒီမျိုးမှာသူရဲကောင်းတွေပျောက်ဆုံးခဲ့ရတဲ့ဒီမျိုးမှာတစ်စပေါက်တွေအတောင်ပေါက်ခဲ့ကြတယ်ဒီမျိုးမှာလူငယ်လေးတယောက်သူ့ဆိုင်ကဲကြပျောက်ခဲ့ရတယ်ဒီမျိုးမှာအမျိုးသမီးတယောက်တီကံမယောက်တက်မပြောက်ဖြစ်ခဲ့ရတယ် အမျိုးသမီးဆိုတာကတော့ဒေါ်အောင်ဆန်းစုကြည်ပါဒီမြို့မှာအန်ကျရတက်ခေါက်ရတဲ့အဖြစ်ပြက်တွေရှိခဲ့တဲ့တနေ့တော့မိုးနေတဲ့ဒီဒီတာဆောင်းလွင်းအခါသမယကြီးမှာမိုးရွာဖို့မဆိုထားနဲ့မိုးအုပ်မို့တော့အကြောင်းမရှိပေမဲ့ရုတ်တရက်မိုးကြီးရွာချလိုက်တယ်စင်ချီရီတောင်တိမ်ကောပပျောက်သွားအောင်ရွာတဲ့မိုးမို့အညာခေါ်ဆင်ရတိမ်မိုးတယ်လေမုံရွာရေဦးလန်းကိုဖျက်တမ်းရင်းဒီမြို့ကားပေါ်ကလှမ်းကြည့်တဲ့အခါအတိတ်တစီကငါ့ကို 6လှန့်နေလေရဲ့ကြီးမောင်တန်း2008ဂျွန်လာထုတ်ချယ်ရီမဂ္ဂဇင်းမှာဆရာကျော်ကြီးခိုင်တပင်းဆရာထိုက်သူနိုင်နဲ့ဆရာကြီးမောင်တန်းတို့လို တော်လန်ကဗျာဆရာမောင်လွန်းညီကလည်းအညာသမိုင်းတွေကမြို့တစ်မြို့ခေါင်းစဉ်နဲ့တပင်းကဗျာတပုတ်ရေးခဲ့တယ်။အညာသာကဗျာဆရာရဲ့အညာသမိုင်းတွေကတပင်းမြို့ချောင်းကဗျာပေါ့ ခေါင်းစဉ်ကတော့တမိုင်းတွေကမြို့တမြို့ရေးသူမောင်လွန်းနေဒီမြို့မှာကြောက်စာတစ်ခုကဗျာဆရာတူထွင်းထူခဲ့တယ်ဒီမြို့မှာသူရဲကောင်းတွေပျောက်ဆုံးခဲ့ကြတစ်စပေါက်တွေအတောင်ပေါက်ကြလူငယ်လေးတယောက်သူ့ဆိုင်ကယ်ကြပြောက်ခဲ့ရအမျိုးသမီးတယောက်တေကံမရောက်တက်မပြောက်ဖြစ်ခဲ့ရအန်ကျေးရတောက်ခေါ်ရအဖြစ်ပြက်နေတယ်ကဗျာဆရာတယောက်လည်းခြေကွဲထိရှပေါက်ကွဲခဲ့ရ55ဘွားမိမသားကိုတရားစောင့်ရှောက်ခဲ့တာကို 2003မေ30လွတ်တော်မူကန်းဇလန်းဆက်ဆက်ကြီးရွာထက်မှာတရက်ယုံတင်နိုင်ပြီလေမောင်လွန်းဒီ6ရက်6လ2009စာကိုထိုက်သူနိုင်ရဲ့တပင်းကြောက်စာကြီးမောင်တန်းရဲ့တပင်းကမေ30တပင်း22နှစ်မှာတပင်းကြွာတွေကတော့ထပ်ရှိနေကြအောင်မှာပါလက်တလောကတော့ဒီကြွာလေးတွေကိုပဲဖော်ပြလိုက်ပါတယ်ကြွာတွေထဲမှာ တပင်းရေခင်းကြီးရဲ့သမိုင်းစာတွေကို တစနှစတွေ့ကြရမှာပါတပင်းစိတ်တက်ကင်ဆွဲကြအာရှတရားရေးရင်းမြစ်ဌာနရဲ့2003ခုနှစ်ဇွန်လ25ရက်နေ့တင်ပြခဲ့တဲ့တပင်းစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဆိုင်ရာအကြောင်းအရာနှင့်တိုက်ခိုက်မှုပေါ်အချင်းကျုပ်လေးလာတွေ့ရှိချက်တွေရဆရာနာရှင်နေရာတိုက်ခိုက်မှုကို ရှင်းလင်းစွာ ကြိုတင်ပြင်ဆင်ထားပြီးကောင်းမွန်စွာ ဖွဲ့စည်းထားကြောင်းတွေ့ရှိရပါတယ်ရင်းနှံကိုတိုက်ခိုက်ဖို့ရည်ရွယ်ချက်နဲ့လူပေါင်း9000လောက်ကိုဝေးလံခေါင်းတီး ကျေးလက်ဒေသကိုပို့ဆောင်ခဲ့တယ်။တိုက်ခိုက်သူတွေအားလုံးဟာလက်နက်ကောင်းတွေရှိပြီးတပ်ဖြတ်တဲ့နေရာမှာဖြူဟာမြောက်ပြုတ်လုခဲ့ကြတယ်။မော်တော်ယာဉ်တန်းတွေမြောက်ခင်ကတည်းကဒေသဆိုင်ရာအာဏာပိုင်တွေကအနီးအနားရှိကျေးရွာတွေမှာနေထိုင်သူတွေကိုအိမ်ဒီထဲမှာပဲနေကြဖို့ချိန်ချောက်ခဲ့တာကကြိုတင်ပြင်ဆင်ထားတယ်ဆိုတာရှင်းနေပါတယ်။အာဏာပိုင်တွေကဓမ္မရင်တိုက်ခိုက်မှုကနေအသက်ရှင်ကျန်ရစ်သူတွေကို စနစ်ကျရှာဖွေဖန်ဆီးခဲ့တယ်။ဒါတွေဟာအမြင့်ပြုတ်တိုက်ခိုက်ခဲ့တာတွေပါပဲ။ဘိုးတဆောင်သတင်းစာဆရာကြီးအက်ဒီတာချုပ်ဟောင်းကွယ်လွန်သူဘိုးထိန်လင်း ပြောခဲ့တယ်လို့ပါပဲ။တပရင်တပြတ်မှုဟာမဆွေးနွေးတော့ဘူးစစ်တပ်ကရင်ညာမစေဘူးအပြုတ်မင်းတို့ဘက်ကိုတိုက်မယ်ဆိုတာကိုပြနေတာလို့ဆိုပါတယ်။လွန်ခဲ့တဲ့22နှစ်မေ30ဒီပဲရင်မှာကြံ့ဖို့စစ်တပ်ကပြည်သူကိုအပြုတ်တိုက်ခဲ့တယ်။ ။ဒါကြောင့်ပြည်သူကလည်းဒီနေ့ကျမ်းဖို့စစ်တပ်ကိုအပြုတ်တိုက်နေပြီ။အခုမကြာခင်ကပဲတပရင်းအိုးလိန်တွင်းရွာမှာကျောင်းကိုဘုံကျဲပြီးပြည်သူကိုကလေးငယ်တွေကိုစစ်တပ်ကတပ်ပြခဲ့ပြန်ပါပြီ။ဒါလေးကြောင့်ဒီလိုအခြေအနေတွေကြောင့်တပရင်းစစ်တပ်ဆရာနာရှင်အပေါ်အမြင့်ဖြတ်ဖို့သာဥတီတိုက်ပွဲဆင်နွှဲကြရမှာပါခမညာ။၂၂နှစ်ကြာပြီဖြစ်လေ မေ့ပစ်ဖို့ရာမရှိပါသူငါရင်တွင်တပင်းတွင်ကပြေးတင်လို့ထားလိုက်ပြီကျွန်တော်မောင်တူးပါ